ပြောခင်ချီးစွတ်တော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကအစဉ်ချင်းခွန်အားယူပွဲအတွက်ရှင်ဝံခရစ်ဝင်ခန်းကြီး၁အပိုင်ငယ်18အကြောင်းမူကားပြည့်ညက်တရားတော်ကိုမောရှိလက်တွင်ပြီးတော်မူ၏ဂျေစုတရားနှင့်သစ္စာတရားမူကားယေရှုခရစ်အားဖြင့်ဖြစ်သည်ကျောင်းသမားကျမ်းစာကဒီလိုဖော်ပြပါတယ်ပြည့်ညက်တရားတော်ကိုမောရှိလက်တွင်ပြီးတော်မူ၏လို့ရေးပါတယ် ်ဂျေစုတရားနဲ့တစ္ဆာတရားကတော့ယေရှုခရစ်အားဖြင့်ဖြစ်တယ်လို့ရေးပါတယ် grace and truth ဖခင်ခင်ရဲ့ဂျေစုတရားနဲ့တမန်တရားဒီတစ္ဆာတရားကတော့ယေရှုခရစ်လက်မှာပေးတယ်လို့မရေးပါဘူးယေရှုခရစ်အားဖြင့်ဖြစ်တယ်လို့ရေးပါတယ်ပြည့်ညတ်တရားကြတော့မောရှေလက်မှာပေးတယ်လို့ရေးပြီးတော့ဂျေစုတရားနဲ့ဒီတစ္ဆာတရားကြတော့ယေရှုခရစ်လက်မှာပေးတယ်လို့မရေးပါဘူးယေရှုခရစ်အားဖြင့် ြစ်တယ်။ဒါကြောင့်ပြညတ်တရားဆိုတဲ့လောကဒူရင်ဖြစ်ပါတယ်။လှုပ်ဆောင်ရတယ်လူကမမိကိုယ်တိုင်ကျင့်ရတယ်။ယေရှုတရားဆိုတဲ့ grace ကြတော့သူလှုပ်ဆောင်ခြင်းမဟုတ်တော့ being ဖြစ်ခြင်းဖြစ်ပါတယ်။သင်ရဲ့အတ္တတာထဲမှာယေရှုခရစ်တော်ဖခင်ကတန်ရှင်သောဝိညာဉ်တော်အဖြစ်ဝင်ရောက်ရှင်သန်ပြီးတော့ဖြစ်တည်နေခြင်းဖြစ်ပါတယ်ယေရှုတရား။ ပြည့်ညက်တရားကအပြင်ဘက်မှာရှိတယ်လူကလိုက်လို့ရတယ်ဂျေစုတရားကြတော့ယုံကြည်သူရဲ့အထဲတဲကိုသခင်ခွတ်တော်ဖရာကိုတိုင်တန်ရှင်သောဝိညာဉ်တော်အဖြစ်ဝင်ရောက်ခြင်းဝုတ်ပြီးတော့အတွင်းကနေဖရာနှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်နိုင်အောင်လှုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တမန်ကျမ်းစာထဲမှာပြည့်ညက်တရားနှစ်ပါးရှိပါတယ်ပြည့်ညက်တရားအဟောင်းနဲ့ပြည့်ညက်တရားသစ်တနည်းအားဖြင့်ပြည့်ညက်တရားနဲ့ဂျေစုတရားဖြစ်ပါတယ်ပြည့်ညက်တရားကတော့တမဟောင်းကျမ်းမှာဖော်ပြတဲ့ ပရိညာတရားအဟောင်းဖြစ်ပြီးတော့ပရိညာတရားအသစ်ကတော့ဂျေစုတရားဓမ္မသစ်ကျမ်းမှာဖော်ပြတဲ့ဂျေစုတရားဖြစ်ပါတယ်။ပရိညာတရားအဟောင်းကတော့အရေးနဲ့သွားတူပါတယ်။ဒီဓမ္မဟောင်းကျမ်းမှာခရစ်တော်ကိုပုံဆောင်ချက်တွေနဲ့ရေးထားပါတယ်။ဓမ္မသစ်ကျမ်းမှာတော့ခရစ်တော်ကိုယ်တိုင်ကြွလာပြီးတော့သူကအရေးမဟုတ်တော့အစ်စ်ဖြစ်သွားတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဂျေစုတရားဆိုတဲ့ဒီအစ်စ်မှန်သခင်ခရစ်တော်နဲ့အသက်ရှင်ဖို့ဖခင်ကအလိုရှိပါတယ်။ ယုံကြည်သူတယောက်ကသခင်ခွတ်တော်ယုံကြည်တဲ့အခါမှာပြည့်ညက်တရားအောက်မှာမရှိတော့ပါဘူး။ပြည့်ညက်တရားလက်ကနေလွတ်သွားတယ်။ဒါဆိုဘုရားကဘာလို့ပြည့်ညက်တရားကိုပေးတာလဲ။ပြည့်ညက်တရားကိုပေးရတဲ့အကြောင်းရင်းကတော့အပြစ်ကိုသိစေဖို့ဖော်ပြတဲ့တရားဖြစ်ပါတယ်။ပြည့်ညက်တရားဆိုတာအပြစ်ကိုသိစေဖို့ဖော်ပြတဲ့တရားဖြစ်ပါတယ်။ယောမောရဆာခန်းကြီးခုနဲ့အပိုင်ငယ်ခုနဲ့မှာပြည့်ညက်တရားအားဖြင့်သာအပြစ်တဘောကိုငါသိရ၏။အဘယ်သို့နည်းဟုမူကား လောဘစိတ်မရှိစေနှင့်ဟုပြညတ်တရားမဆိုလင်လောဘသဘောကိုငါမသိဒီမှာဘာပြောလို့ဆိုရင်ပြညတ်တရားအဖြစ်သာတဲ့အပြည့်ရဲ့သဘောသဘာဝကိုသိရတယ်လို့တမန်တော်ရှင်ဘောလူကပြောပါတယ်လောဘစိတ်မရှိစေနှင့်လို့ပြညတ်တရားကမဖော်ပြထားဘူးဆိုရင်လောဘစိတ်သဘောကိုလောဘရဲ့သဘောသဘာဝကိုမသိဘူးလို့ဖော်ပြပါတယ်ဒါပေမဲ့ပြညတ်တရားဆိုတာကအပြစ်ကို သိစေဖို့ဖော်ပြတဲ့တရားဖြစ်ပါတယ်အပြစ်ကို သိစေဖို့ဖော်ပြပြီးတော့ အဲ့ဒီအပြစ်ကနေလွတ်အောင်တော့မလုပ်ပေးပါဘူးအဲ့ဒီအပြစ်တင်းမှာရှိတယ်အပြစ်ရှိရင်တော့တင်းဒီလိုတန်ခံရမယ်ငရဲကိုသွားရမယ်စီရင်တဲ့တရားဖြစ်ပါတယ်အဲ့ပညာတရားဆိုတော့ကဘာသာတရားနဲ့တူပါတယ်အပြစ်ကိုဖော်ပြပြီးတော့စီရင်တဲ့တရားဖြစ်ပါတယ်လူကကိုယ်တိုင်စူးစမ်းပြီးတော့ကြင့်ကြံရပါတယ်ဒါကြောင့်မို့ဒီပညာတရားကိုတဲ့မောရှိလက်မှာပေးတယ်လို့ကျမ်းစာကဖော်ပြပါတယ်လူကကိုယ်တိုင်လှုပ်ယူရတယ်ဘာနဲ့တူလဲဆိုရင်တော့ပညာတရားကကြုံနဲ့တူတယ် ကိုလုံးမှာကိုရမယ်ကျွန်ကသခင်ကျင်းတ်အောင်လှုပ်ရတယ်သခင်ထမင်းကျွေးဖို့အတွက်သခင်စီမှာအလုတ်တုတ်တဲ့ခါမှာသခင်မညုံညင်ဖို့အတွက်ကြောက်တဲ့စိတ်နဲ့လှုပ်ဆောင်နေရတယ်ဒီနေ့ခရစ်ယာန်တော်များကပြည့်ညက်တရားအောက်မှာဆက်အသက်ရှင်ပါတယ်ယေရှုခရစ်တော်ကိုတော့ယုံကြည်တယ်ဂျေဇုတရားအထဲကိုတော့ရောက်လာတယ်ဒါပေမဲ့ပြည့်ညက်တရားနဲ့ဆက်အသက်ရှင်တယ်ကောင်းကြီးမရမှာကြောက်လို့အလူငွေပေးတယ်ဖခင်သခင်ရိုက်မှာကြောက်လို့ဖခင်သခင်တန်ခတ်မှာကြောက်လို့ ဒီနေ့ဖះစကားကိုနားထောင်နေရတယ်ဆိုတော့ကျွံသဘောနဲ့အသက်ရှင်နေတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်။ကျောင်းရဲ့တက်တာထဲမှာဖះသခင်ကျောင်းကိုယေရှုတရားနဲ့အသက်ရှင်စေခြင်းတာဖြစ်ပါတယ်။ယေရှုတရားဆိုတာကြတော့အပြစ်ကို ဖြေရှင်းပေးတဲ့တရားဖြစ်ပါတယ်။ပြဉ္ညာတရားကအပြစ်ဆိုတာကိုပေါ်ပြတဲ့တရားဖြစ်ပြီးတော့ယေရှုတရားကြတော့အပြစ်ကိုဖြေရှင်းပေးတဲ့တရားဖြစ်ပါတယ်။တနည်းအားဖြင့်လွတ်ခြင်းအခွင့်ကိုပေးတဲ့တရားဖြစ်ပါတယ်။ပြဉ္ညာတရားကအပြင်မှာရှိပြီးတော့လူကလိုက်ပြီးတော့ကျင့်ရတယ် ်ဂျေစုတရားကြတော့တင့်ရအแทမှာဖခါကရှင်းတန်လာတယ်ဖခါကချစ်လို့ယေရှုခရစ်တော်အဖင်လှုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်အသက်တာကပြည့်ညတ်တရားမှာကျွံသဘောနဲ့အသက်ရှင်ရတယ်ဂျေစုတရားကြတော့ဘာသဘောဖြစ်သွားလဲဆိုတော့တာသဘောဖြစ်သွားတယ်ချစ်တဲ့စိတ်နဲ့လှုပ်ဆောင်တဲ့တာကအမွေခံဖြစ်ပါတယ်ဒါကြောင့်မို့တင်ရအလူငွေထဲ့သည်ဖြစ်စေဆေဘိုးတို့ဖို့ထဲ့သည်ဖြစ်စေဖခင်ရဲ့အမှုတော်ထဲမှာပါဝင်သည်ဖြစ်စေ ဘယ်စိတ်သဘောနဲ့ဖြစ်ရမလဲဆိုရင်တော့ဘုရားသခင်စီကတခုခုပြန်ရကျင်နေဆိုတော့စိတ်သဘောနဲ့မဖြစ်ရပါဘူးချစ်တဲ့စိတ်နဲ့ပေးလူဖို့ချစ်တဲ့စိတ်နဲ့အမှုတော်ဆောင်ဖို့ချစ်တဲ့စိတ်နဲ့အစီခံဖို့ကဘုရားသခင်လိုချင်တဲ့အတ္တတာဖြစ်ပါလေပြည့်ညတ်တရားကိုဘုရားသခင်ဘာကြောင့်ပေးရလဲဆိုရင်တော့အပြစ်ဆိုတဲ့သဘောတဘာဝကိုကျွန်တော်သိစေဖို့ဖြစ်ပါလေကျွန်တော်နောက်ထပ်ပြည့်ညတ်တရားကိုပေးရတဲ့အကြောင်းရင်းကတော့ဂလာတိဩရစာခန်းကြီး3အပိုင်ငယ်16မှာဖော်ပြထားပါတယ် တို့ဖြစ်၍ပြညတ်တရားသည်အပေအကျိုးရှိသည်နည်းဟုမူကားဂတိတော်ကို ခံရသော အမျိုးအနွယ်မဖြစ်မီတိုင်အောင်ဒူးစိရိုက်များသောကြောင့်ထိုတရားကိုထက်၍ပေးတော်မူ၏ဘုရားသခင်ကပြညတ်တရားကို ပေးရတဲ့ရည်ရွယ်ချက်ကလူတွေကဒီပြညတ်တရားကိုကြည်ကျင်အားဖြင့်အပြစ်သဘောကိုနားလည်လာမယ်ကိုယ်အပြစ်ရှိတဲ့ဆိုတာကိုသိလာမယ်မိမိကချိန်ချင်းခံရတဲ့အမျိုးဖြစ်တဲ့အာရန်ကနေဆင်းသက်လာတဲ့ အပြစ်သားဖြစ်တယ်ဆိုတာကိုသိပြီးတော့ခရစ်တော်ကြီးကယ်တင်ခြင်းကိုလက်ခံဖို့အတွက်ပြည့်ညတ်တရားကိုပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မူကျမ်းစာကပြောလဲဆိုရင်တော့ဂတိတော်ကိုခံရသောအမျိုးနွယ်မဖြစ်မီတိုင်အောင်တဲ့ဒုစရိုက်များသောကြောင့်ထိုတရားကိုပေးထားတယ်။ဒါကြောင့်ပြည့်ညတ်တရားကအထင်းဖြစ်ပါတယ်။ကျွန်တော်မိမိရဲ့အပြစ်ကိုသိဖို့အတွက်ဘုရားသခင်ကဒုစရိုက်ထပ်မလုံးမိအောင်ထိန်းထားတဲ့အထင်းပဲဖြစ်ပါတယ်။ဂလာတိခန်းကြီး3အပိုင်ငယ်24 25မှာဘလို့ရေးလဲဆိုရင် ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းကပြည့်ညတ်တရားသည်ခရစ်တော်ထံသို့ငါတို့ကိုပို့ဆောင်၍ငါတို့၏အထင်ဖြစ်သည်။ယုံကြည်ခြင်းတရားသည်ရောက်လာသောအခါငါတို့သည်ထိုအထင်လက်မှလွတ်ကြ၏။ပြည့်ညတ်တရားဆိုတာကအပြစ်ဆက်မလုံးမိဖို့အတွက်ထိန်းထားပေးတဲ့အထင်ပဲဖြစ်ပါတယ်။အပြစ်ကနေလွတ်မြောက်အောင်မလုပ်ပေးနိုင်ပါဘူး။ဒါကြောင့်မို့ယေရှုခရစ်တော်လဝါကတိုင်းမှာအသေးမခံခင်အချိန်ထိဒီအပြစ်တွေကိုမဆေးကြောရခင်အချိန်ထိထိန်းထားပေးတဲ့အထိမ်းပဲဖြစ်ပါလေ ယေရှုခရစ်တော်လောကကတိုင်းမှာအပြစ်တွေကိုစေကျော်ပြီးတော့အပြစ်တွေကိုဖြည့်ရှင်းပေးပြီးတဲ့အခါမှာကျွန်တော်ကအဲ့ဒီအထင်းလက်ကနေလွတ်ပြီးတော့ခရစ်တော်ထံကိုရောက်ရှိတယ်။ဘုရားသခင်ကကျွန်တော်ကိုပြည့်ညတ်တရားအောက်မှာအသက်ရှင်ဖို့မလိုတော့မရှိပါဘူး။ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ဂျေဇုတရားအောက်မှာအသက်ရှင်ဖို့ဘုရားသခင်ကအလိုရှိပါတယ်။ဘာကြောင့်လဲဆိုရင်ပြည့်ညတ်တရားကအပြစ်ကိုသိစေဖို့ဖော်ပြတဲ့တရားပဲဖြစ်ပါတယ်။အပြစ်ကနေမလွတ်မြောက်စေပါဘူး။သူကစီရင်တဲ့တရားဖြစ်ပါတယ်။ လူကကိုယ်တိုင်စူးစမ်းပြီးတော့ကြင့်ကြံရမယ်ဒါပေမဲ့လူကစူးစမ်းကြင့်ကြံလို့မရပါဘူးယေရှုတရားကြတော့အပြစ်ကိုဖြည့်ရှင်းပေးတဲ့တရားဖြစ်ပါတယ်လောကတိုင်းမှာယေရှုခရစ်တော်ဖခင်ကကျွန်တော်အပြစ်တွေကိုဖြည့်ရှင်းပေးပါတယ်လွတ်ချင်းခွင့်ကိုပေးတဲ့တရားဖြစ်ပါတယ်ဒါကြောင့်မို့ယေရှုတရားအောက်မှာဆက်အသက်ရှင်နေဆိုတာကတကယ်ခရစ်တော်ဖခင်ကတန်ရှင်သောဝိညာဉ်တော်အပြင်သင်အသက်တာထဲမှာဝင်ရောက်ရှင်သန်ပေးခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့တန်ရှင်သောဝိညာဉ်တော်ဖခင်ဒီကျွန်တော်အသက်တာထဲမှာဝင်ရောက်ရှင်သန်ပေးနေပါတယ် ကျွန်တော်ဖျားနဲ့တက်တော့အသက်တာနဲ့ဆက်အသက်ရှင်နိုင်ဖို့ရန်အတွက်ဂျေစုတရားအောက်မှာခိုလုံရင်းနဲ့အထဲထဲမှာဖျားသခင်ပြုပြင်ပေးခြင်းကိုဝန်ခံပြီးတော့အသက်ရှင်တတ်သောယုံကြည်သူဖျားသားသမီးများဖြစ်စေဖို့အတွက်ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ